ျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဗျာဒီ head of senior scouting ရာတို့အတွက်လူရှားနေတာတော်တော်လေးကိုကြာသွားပြီအဓိကတော့အတင်းကဒီအဲ့ရာတို့ကိုဘာကြောင့်ရှာလဲအဲ့ရာတို့ကိုဘာလို့ခန့်ကျင်လဲဆိုရင်အဲ့ရာတို့မှာအလိုလိုရမယ့်သူကအတင်းကို talent ရှိတဲ့ကစားသမားတွေရှာဖွေပေးဖို့ပဲဆိုရိုးရှင်းရှင်းနဲ့မြင်အောင်ပြောရရင်ဗျာလက်ရှိချိန်မှာဒီတန်တရာတန်ပေါ့ကျင်းရှိနေတဲ့ကစားသမားတွေထက်စာရင်နောက်တစ်ချိန်မှာတန်တရာတန်ဖြစ်လာတဲ့ကစားသမားတွေကိုအဓိကရှာဖွေပေးဖို့ပဲဆိုကျွန်တော်တီးသလောက်ဆိုရင်ကျွန်တော်တို့တင်းကအဲ့ရာတို့အတွက်လူရှားနေတာတော်တော်လေးကိုကြာခဲ့ပြီအချိန်တစ်ခုကြာခဲ့ပြီဗျာဒါပေမဲ့နောက်ဆုံးမှာတော့ကျွန်တော်အတင်း ်ဒါတယောက်ကိုခန့်အပ်နိုင်ခဲ့ပြီဆိုတော့ဒီຢာတို့အတွက်လူတယောက်ကိုခန့်အပ်နိုင်ခဲ့ပြီဆိုတော့ဒီမှာကျွန်တော်တင်းဒီຢာတို့အတွက်ခန့်အပ်လိုက်တဲ့သူကဘယ်သူလဲဆိုတော့အတူရဲ့နောက်ကျောင်းရောဘယ်လိုရှိလဲစားတဲ့အကြောင်းအရာတွေကကျွန်တော်ဒီနေ့ညီကိုရင်းနဲ့တူတူဆွေးနွေးသုံးသပ်သွားမယ်အကြောင်းအရာတွေပဲဖြစ်တယ် ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ထုံးစံတိုင်းဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ဆိုတော့ကျွန်တော်တို့အတင်းကဒီ Hello Senior စကောင်းလေးယာရုအတွက်လူရှားနေတယ်နောက်ဆုံးမှတယောက်ရသွားတယ်ဆိုတော့လက်ရှိအဲ့ယာရုအတွက်ကျွန်တော်တို့အတင်းကခန့်လိုက်ခဲ့ခန့်အပ်လိုက်တဲ့သူကဗျာဒီ Carl McCauley ဆိုတဲ့လူပုဂ္ဂိုလ်တရားပဲဆိုတော့ဒီသူ့ရဲ့ယာရုကသူအလိုလိုရမဲ့ position ကကျွန်တော်ရှေ့မှာပြောသလိုပဲဒီတန်းတရားတန်းဖြစ်လာမဲ့ကစားသမားတွေကိုအဓိကထားပြီးတော့ရှာဖွေဖို့ပဲဆိုတော့ကျွန်တော်အတင်းက ဒီရာထူးတွေအချိန်တစ်ခုကြာတိရှားနေတယ်ဆိုတော့နောက်ဆုံးမှာတော့ဒီကာမဂေါလီကိုခန့်ခဲ့တယ်ဆိုတော့ကာမဂေါလီရဲ့အရေးချင်းတွေကဘာတွေလဲသူဘယ်နေရာတွေမှာအလုပ်လုပ်ခဲ့တယ်သူရဲ့ track record ကိုကျွန်တော်သိသလားကျွန်တော်လေ့လာမိသလားကျွန်တော်ညီကိုရင်းနဲ့ထပ်ပြီးတော့ sharing လုပ်သွားခြင်းလဲဆိုတော့ကာမဂေါလီဆိုတာကကျွန်တော်တို့ဒီအာဂနာဘောလုံးအာဂနာမတယောက်ပဲသူကအဘာတင်းမှာကစားခဲ့တဲ့ player တယောက်ပဲဆိုတော့ကစားမပေါ်မှာတော့အောင်မြင်မှုတွေမရခဲ့ဘူးပြီးတော့သူက ကောင်းမဘဝအနေနဲ့စောစီစီအနားယူခဲ့ရဗျာအဓိကသူအနားယူတဲ့အကြောင်းရင်းဟာသူဒီ coaching mind နဲ့ recruitment mind ကိုပို့ပြီးတော့စိတ်ဝင်စားအကြောင်းဆိုပြီးတော့လည်းသိရတယ်ဆိုတော့ဒီကောင်းမကောလီယာဘောလုံးကောင်းမဆိုတော့ကောင်းမကောလီယာဘောလုံးတမဘဝကနေပြီးတော့အနားယူတဲ့အချိန်မှာဒီ ကိုစီမိုင်းရဲ့ recruitment ဘိုင်းကိုအလုပ်လုပ်ဖို့အတွက်ဆိုရင် तू ကလူရှာတဲ့အချိန်မှာ तू က Graham Potter ကြီးကိုဆက်တွေ့ခဲ့တယ်။ဆိုတော့ Graham Potter ကတော့ကျွန်တော်တို့ဒီ Premier League fan ကြီးကိုလေ United fan ကြီးကိုလေဆိုရင်ကျွန်တော်သိကြပါပါ။ဆိုတော့ Graham Potter နဲ့ तू အလုပ်အတူတူတွေ့လို့ရှိနေတဲ့အကြောင်း तू က Graham Potter ကြီးကိုစာတောင်ပို့ခဲ့တယ်။အဲ့မှာ Graham Potter လည်း तू ကိုခေါ်ခဲ့တယ်။ဆိုတော့အဲ့မှာ Graham Potter နဲ့ तू အလုပ်တွေအတူတူတွေ့လို့ခဲ့ရပါဗျာ။ဆိုတော့ तू ပထမဆုံးစလုပ်တာဒီ Swansea မှာပဲ။ဆိုတော့ Swansea မှာဆိုရင်လည်း तू အကြောင်းတွေကအများကြီးမသိပေမဲ့အဲ့မှာသူ့ရဲ့ရည်ချင်းတွေကိုစပြီးတော့ပြသနိုင်ခဲ့ဆိုပြီးတော့ကျွန်တော် report တွေရသိရတယ်။ဆိုတော့ Swansea တင်းရဲ့ဒီ ကောင်းမွန်တဲ့လူခွေမှုတွေပြီးတော့ဆန်စီတင်းရဲ့စီစကွတ်တ်ဘိုင်းကိုတူးတက်လာအောင်လုပ်ပြီးတဲ့အပိုင်းတွေမှာဆိုရင်ဒီကာမက်ဂေါ်လီရဲ့အရေးချင်းတွေကအများကြီးပါခဲ့ဆိုပြီးတော့ဖော်ပြထားတယ်။ဒါပေမဲ့သူတကယ်အကောင်းဆုံးအလုပ်နိုင်ခဲ့တာဒီဆန်စီမှာတော့မဟုတ်ဘူး။သူ့ရဲ့အကောင်းဆုံးအရေးချင်းကိုပြသနိုင်ခဲ့တာကတော့ဒီ Brighton မှာအလုပ်လုပ်ချိန်အလုပ်လုပ်ခဲ့တဲ့အချိန်ဆိုပြီးတော့လည်းသိရတယ်။ဆိုတော့ Brighton မှာသူလုပ်လုပ်ခဲ့တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဒီ Midoma တို့ Trosset တို့ ဒီကုကွေရလာတို့မဆက်ကန်စီတို့လို့စားတဲ့ကစားသမားတွေခေါ်တဲ့နေရာမှာဆိုရင် तू ကနောက်ကွေရနေပြီးတော့အဓိကပါဝင်ခဲ့တဲ့လူတယောက်ဖြစ်တယ်။ဆိုတော့အဲ့လိုကစားသမားတွေခေါ်ရတဲ့ဘက်မှာနောက်ကွေရနေပြီးတော့ပါဝင်ရတဲ့လူအများကြီးပဲ။ဆိုတော့ तू ကအဲ့ထက်ကလူတယောက်ပဲပေါ့နော်။ဆိုတော့လက်ရှိချိန်မှာညီကိုတွေလည်းမြင်ပါပါ။ဆိုတော့မဆက်ကန်စီတို့ဆိုရင်လည်းအခုတန်တရာတန်ကျစီတဲ့ကစားသမားဖြစ်နေကုကွေရလာတို့ဆိုရင်လည်းဒါချက်စီမှာဒါအောင်မြင်နေတယ်။ပြီးတော့ဒီချောဆက်ဆိုရင်လည်းအာဆင်နယ်မှာမီဒူမာဆိုရင်လည်းဘလိုက်တန်မှာတကယ်ကိုအရေးပါတဲ့ကစားသမားဖြစ်နေရဲ။ဆိုတော့ဒီကစားသမားတွေမှာသူရဲ့ပါဝင်ပတ်သက်ခဲ့မှုတွေကအများကြီးဟိုသူရဲ့ definition ကိုပြသထားရပါဗျာဆိုတော့ तू ကထုံးစံအတိုင်းပဲ तू ကဒီ Greenham Potter နဲ့အလုပ်စုတွေအတွက်လုပ်တဲ့အတွက် Greenham Potter သွားလိရနောက်ကို तू ပါသွားရတဲ့အတွက် तू Chelsea မှာလည်းလုပ်ခဲ့ဘူးရယ် Wahan မှာလည်း तू လုပ်ခဲ့ဘူးရယ်ဆိုတော့ဒီ Carmagoli Chelsea မှာဒီ Recruit Chelsea Recruitment Team မှာ तू အလုပ်လုပ်နေတဲ့အချိန်မှာဆိုရင်ဒီ Chris Robby ပါလည်း Chelsea မှာရှိသေးရယ်ဆိုတော့ Chelsea မှာတော့ဟာဆိုရင်သူတို့မျိုးကအတူတူတွဲပြီးတော့အလုပ်လုပ်ခဲ့ရလို့ပြောလို့ရတယ်ဒါပေမဲ့လက်ရှိချိန်မှာဆိုရင်ဒီ Chris Robby ပဲရတာကျွန်တော်တို့အသင်းရဲ့ ဒီ recruitment ထားရတဲ့ဂျာပီကိုသူကယူထားတယ်ဆိုတော့ United မှာသူတို့နှစ်ယောက်ပြန်ပြီးတော့တွေ့ကြရပေါ့ဗျာဆိုတော့တကယ်တော့ဗျာဒီ Camel Golly ရဲ့ဒီ Christopher Bibe တို့ဒီ Chelsea recruitment team မှာအလုပ်လုပ်နေတော့ဆိုရင် Chelsea ရဲ့ဒီလူခုံမှုတွေလည်းတော်တော်လေးကိုကောင်းမှုနဲ့တော်တော်လေးနဲ့အောင်မြင်နေတဲ့အချိန်လို့ပြောလို့ရတယ်ဒါပေမဲ့သူတို့အဲ့မှာဘာစပြီးပြဿနာဖြစ်လဲဆိုတော့ဒီ Top Volley တို့ဝင်လာတဲ့အချိန်မှာကျတော့ဒီ Scouting team ရဲ့အကြံပေးရာတွေဘာတွေကို Top Volley တို့ကတခါလေကျတော့လေ Game Site တော့ပိုက်ဆံရှိတော့ကျတော့အလိုငွေကြီးဆိုင်ရာပြဿနာတွေနဲ့ဟိုအဆင်မပြေမှုတွေရှိရဆိုပြီးတော့သိရတယ်ဆိုတော့နောက်ဆုံးသူကဒီ ဝဟန်းသင်းကိုရောက်သွားတယ်လက်ရှိကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းကိုသူ join တဲ့အချိန်မှာဆိုရင်လည်းဝဟန်းသင်းကသူ့ကိုဆက်ပြီးတော့ထိန်းသိမ်းထားချင်တော့မယ်ဒါပေမဲ့ဒီကန်မတ်ဂေါ်လီကိုတိုင်းကဗျာကျွန်တော်အတင်းနဲ့ဒါပူးပေါင်းချင်တယ်ဆိုတဲ့အတွက်ဝဟန်းကလည်းနောက်ဆုံးတော့လက်လွတ်ခဲလိုက်ရတယ်ဆိုတော့ဒီကန်မတ်ဂေါ်လီကကျွန်တော်အတင်းရဲ့ဒီ head of senior scouting ရာဟုနဲ့သူကအလုပ်လုပ်ရတာမယ်ဆိုတော့ကျွန်တော်အတင်းရဲ့ဒီ scouting ကိုတော့ပြီးတော့ကြည့်မယ်ဆိုရင်ကျွန်တော်အတင်းရဲ့ scouting ကဒီ department နှစ်ခုရှိရယ်ကျွန်တော်စကောင်းလေးပိုင်းမှာပဲ department နှစ်ခုရှိရယ်တစ်ခုကဒီ imagine talent ရဲ့တခုကကျတော့ဒီ senior စကောင်းလေးရဲ့ဆိုပြီးတော့ရှိရဲ။ကျွန်တော် imagine talent ကိုပြောညီကိုလေးမြင်အောင်ပြောရမယ်ဆိုရင်ဗျာကျွန်တော်ဒီ အအသက်ငယ်ငယ်ရွယ်ရွယ်ကစားသမားလေးတွေဒီ talent ရှိတဲ့ကစားသမားတွေကိုလိုက်ပြီးတော့စုဆောင်းတာအတင်းကြီးတွေဟိုရည်ရွယ်တော့ရည်ရွယ်ပြဗျဒါပေမဲ့ဟိုလူငယ်အတင်းမှာပဲစပြီးတော့ကစားရမယ်ဒီအတင်းကြီးကိုရဖို့ဆိုရင်ဒါ၄၅ချောင်းနဲ့ဇန်နဲ့အဲ့လိုအချိန်ပေးရတဲ့လူငယ်လေးတွေဟိုခေါ်တဲ့အပိုင်းကိုပြောတာဒီတစ်ခုဒီ senior scout လေးဆိုတာကျတော့လက်ရှိဒီ car mentality အလုပ်လုပ်ရမယ့်အပိုင်းပဲဆိုတော့ senior scout လေးမှာဆိုရင်လည်းသူက talent ရှိတဲ့ကစားသမားတွေကိုရှာဖို့ပဲဒါပေမဲ့ဒီအတင်းကြီးမှာချက်ချင်းပါဝင်နိုင်ပါဝင်နိုင်ဒါမှမဟုတ်ရင်လည်းဒီတနည်းနည်းအတွင်းမှာဒီတန်ချင်းမြင့်နာမယ့် ကစားသမားတွေကိုအဓိကရှာဖွေဖို့အတွက်ဒါသူ့ကိုအဓိကယူရပြီးတော့ခန့်ခဲ့လိုက်တယ်။ဆိုတော့ဒီ Christopher Vivian နဲ့လည်း Chelsea မှာအလုပ်လုပ်တွဲလုပ်ခဲ့မှုရယ်ဆိုတော့လက်ရှိ United မှာလည်းအလုပ်လုပ်ရမယ်ဆိုတော့သူ့ရဲ့အလုပ်လုပ်ပုံတွေဘယ်လောက်ထိကောင်းမလဲဆိုတာကျွန်တော်စောင့်ကြည့်သွားမှာပေါ့နော်။တကယ်တော့ကျွန်တော်အတင်းကဒီ overpay system ကိုထိန်းချုပ်ချင်တာကြောင့်လည်းပါရဗျာ။ကျွန်တော်ဒီ Sergeant Redcliffe ပြောခဲ့ဝယ်ဗျာ။ကျွန်တော်အတင်းကတန်းတရာနဲ့ကစားသမားတွေထက်ဆိုင်ရင်တန်းတရာနဲ့ဖြစ်လာမယ်ကစားသမားတွေကိုပို့ပြီးတော့သူခေါ်ချင်တဲ့အကြောင်းပြောထားတယ်။ဆိုတော့အဲ့ဒါအတွက်လည်းရည်ရွယ်ပြီးတော့ဒီ position ဒီယာရုကိုအားဖြစ်ရလို့လည်းပြောလို့ရတယ်။ဆိုတော့ကျွန်တော်အတင်းကလည်းအမှန် တော့အမှန်ပါပဲတကယ် overpay system နဲ့ပတ်သက်ရင်ကျွန်တော်တို့အများကြီးဒုက္ခရောက်ခဲ့တယ်။ပြီးခဲ့တဲ့ transfer မှာဆိုရင်လည်းအတင်းရဒီ overpay system ကိုရှော့ချဖို့ကြိုးစားခဲ့။ဒါတောင်မှကျွန်တော်တို့ဒီတော်တော်လေးခက်ခဲရတယ်ဗျာဒီအဟုံးဟုံးကိစ္စဆိုရင်ဒီကိုတည်းမြင်ပါပါကျွန်တော်တလာခွဲလောက်စီကိုအချိန်ပေးလိုက်ရတယ်။ဆိုတော့ဒီ လက်ရှိချိန်မှာဒီဂျေဆင်ဝဲကော့ရဲ့ဒီ recruitment team ရဲ့ director Christopher Bieber ရဲ့လက်အောက်ကနေပြီးတော့ဒီ senior scouting team ကိုဦးဆောင်မဲ့သူကဒီ Gar McGolly ဖြစ်တယ်ဆိုတော့ Gar McGolly ရဲ့ဦးဆောင်မှုနဲ့အတူကျွန်တော်တို့တကယ် Hidden Champion တွေကိုတကယ်ရောရှာဖွေနိုင်မှာမလားဆိုတော့ तू ကသူ့နာမည်ကြီးတာဒီ Hidden Champion တွေရှာဖွေတဲ့နေရာမှာတော်တော်လေးတော်တဲ့လူပုဂ္ဂိုလ်တဦးဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ကျွန်တော် United အသင်းအတွက်တကယ်ကိုတန်တရာတန်ကြီးဖြစ်လာမယ်ကစားသမားတွေရှာဖွေနိုင်မလားဆိုတာကတော့ကျွန်တော်တို့ဒီနောက်နှစ်တွေမှာဆက်ဒီနောက်လာမယ့်အပြောင်းအရွှေ့တွေမှာဆက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်တယ် ဆိုတော့ဒါကကျွန်တော်သိသလောက်ဗျာကျွန်တော်အတင်းရဲ့ဒီ head of senior စကောင်းလေးယာလူအတွက်ခန်းလိုက်တဲ့လူပုဂ္ဂိုလ်ရဲ့သူ့ရဲ့အကြောင်းရောကျွန်တော်သိသလောက်ပြန် sharing လုပ်ထားတာဖြစ်တယ်ဆိုတော့ညီကိုလေးအနေနဲ့ရောဟိုဘယ်လိုမြင်လဲကျွန်တော်အတင်းရဲ့ဒီနေရာအတွက်ဒီယာလူတွေအတွက်ဖြည့်တဲ့ပေါ်ရောကျွန်တော်အတင်းရဲ့ recruitment တင်းရဲ့အလုပ်လုပ်ပုံတွေရောဘယ်လိုမြင်ကြလဲစားတဲ့အမြင်တွေကိုကျွန်တော်လည်းဒီ comment section မှာဝင်အောင်ဆင်းနေသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel တွေကိုချိန်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်